အန်ဘူမိုအတွက်အေဂျင့်အိုနာနာပရိသတ်များလုံးဝမိတ်လားဗျာမန်ချက်စတာဖောဆောင်ကနေပြန်လဲကြိုးလိုက်ပါရင်ဘောလကမှာကစားမအချင်းချင်းအေဂျင့်လောက်ကြတာမထူးဆန်ပါဘူးတရားနဲ့တရားနားလည်ပြီးအပေးယူမြှားဖို့ကစားမတွေကတငယ်ချင်းကောင်းနေဖြစ်ဖို့လိုအပ်ပါရင်ဒါကြောင့်လဲကိုတငယ်ချင်းကိုကိုနဲ့အတူကစားဖို့ကိုသိန်းစီခေါ်တဲ့ကြပါရင်မန်ချက်စတာတိုင်းတက်ကအတိုင်းစင်မှုတရားလိုအပ်နေတဲ့အပြင်ကစားမတွေခေါ်ယူရမှာလဲမဆိုးတလောက်လေးအခက်တွေ့နေရပါရင် United ကလိုမာအန်ဒရီအိုနာနာကတော့အတင်းအကျိုးအတွက်ရှေ့ရှုရင် Brian Ambumo ကို Old Trafford စီပြောင်းလာခဲ့ဖို့ပဲအကျိုးဆောင်လို့ဖိတ်ခေါ်လိုက်ပါတယ်။တဲနီတို့ဟာနေရာဒီခေါ်ယူမှုအဖြစ်ဝုကစားသမားကွန်ညာကိုခေါ်ယူထားပြီးဖြစ်ပေမဲ့လည်းတိုက်စစ်နေရာကိုအင်အားဖြည့်ချင်နေသေးတာကြောင့် Brentford ကစားသမား Ambumo ကိုစိတ်ဝင်စားနေပါသေးတယ်။ဒါပေမဲ့လည်း Ambumo ကို Spurs ကပါစောင့်ကြည့်နေပြီးချိန်ဆမှုတွေပြေလည်လာနေပါတယ်။တော်ရီယန်ကပြီးခဲ့တဲ့ရာသီမှာအစင်းဆက်ခွန်နဲ့တန်းစင်းစုံထိတ်ကရာသီသိမ်းခဲ့တာကြောင့်သူတို့ရဲ့နေပြပိုစတီကွန်ကလုကိုထုတ်ပယ်ပြီး ဘရန်ဖို့နီးပြတောမန်ဖရန့်ကိုနီးပြတင့်ဖြင့်ခံရလိုက်ပါရင်ဖရန့်ကသူ့ရဲ့အားကိုးရတဲ့တပင်အန်ဘူမိုကိုလန်ဒန်စီအတူခေါ်သွားချင်နေပြီးပေါင်သွန်း80နဲ့ကမ်းလှမ်းမယ်ဆိုတဲ့သတင်းတွေကလည်းထွက်နေပါရင်ကစားမကိုရိုင်းကဆရာသမားကိုလေးစားအားကိုးတယ်လို့အကောင်းဆုံးဖြစ်ကြောင်းလည်းထုတ်ဖော်ကြီးကျူးထားသေးတဲ့အတွက် United ကိုထားခဲ့ပြီးတော်တင်ဟန်ကိုပြောင်းလဲစဉ်းစားတာမျိုးလည်းဖြစ်ကောင်းဖြစ်သွားနိုင်ပါရင်အထူးသဖြင့် United ကဥရောပပြိုင်ပွဲမကစားရပဲစပါးကချန်ပီယံလိဂ်ကံရမှာမို့ကစားသမားကစိတ်ရိုင်သွားတာလည်းဖြစ်လာနိုင်ပါရင် မန်ချက်စတာညနေခင်းသတင်းဌာနရဲ့တင်ဆက်မှုအရဩရနာဟာတော်တင်ဟန်ရဲ့စိတ်ဝင်စားမှုကိုခံနေရတဲ့အန်ဘူမိုကို Ultra Force C လာကဲပေါ်အကြံပေးလိုက်ကြောင်းသိရပါတယ်။သတင်းတွေမှာဖော်ပြထားချက်အရ United ဟာအရင်ကတည်းကသူတို့ရဲ့ပြစ်မှတ်ကစားသမားတွေကိုနှားချဖို့နိုင်ငံကအသင်းတွေရဲ့ scandal လေးချင်းမှုတွေကိုအသုံးချပြီးကစားမချင်းတိမ့်သွင်းစေတဲ့သမိုင်းကြောင်းတွေရှိကြောင်းလည်းသတင်းမှာဖော်ပြထားပါတယ်။ဩနာနာနဲ့အန်ဘူမိုတို့ကနိုင်ငံအသင်းချင်းတူပြီးကင်မရွန်အသင်းကိုကိုးစားပြုကြတာပါ။ ဒီတော့ United ကတောမန်ဖရန့်ရဲ့စပါးကိုရှင်ပြိုင်နိုင်ဖို့အတွက်အွန်နာနာနဲ့အရင်းနှီးမှုကိုအသုံးချပြီး Brandford ကစားမကိုနားချဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။တစ်ဖက်ကလည်း United ကမလိုဒဆာအန်ဘူဝန်နဲ့လွဲခဲ့ရင်ဆိုပြီးလိုရမယ့်အတိုင်းစေပြမှန်အသစ်တွေကိုရှာဖွေထားပါတယ်။ United ကပုံမောင်ကစားမစီမံညိုနဲ့ Crystal Palace ကစားသမား EC တို့လို Premier League အထွေထွေရှင်ပြီးသားကစားမတွေကိုရေဒါထဲမှာထည့်ထားပြီးတော့စောင့်ကြည့်နေပါတယ်။အွန်နာနာကိုရိုင်းကတော့ United ကနေထွက်ခွာမယ်လို့ထင်ကြီးပေးခံရပေမဲ့အခုတော့အသင်းမှာဆက်ပြီးရှိနေတော့မယ်လို့သတင်းတွေကဆိုကြပါရင် ။မော်ဒနာကို sorry အသေးနေမှာပဲအလိုရှိနေကြပြီးချိန်ဆဆွေးနွေးမှုတွေပြုလုပ်နေကြပါမယ်။ကစားမကတော့ Ultra 4မှာပဲပျော်နေပါတယ်။မော်ဒနာကမကြသေးခင်တုန်းကသူ့နာကအကြောင်းပြောခဲ့ပါသေးတယ်။ဒီတော့ကမော်ဒနာကစိတ်မသက်မသာခံစားနေပုံရပြီးကျွန်တော်ထွက်ခွာမလားဆိုတာကျွန်တော်မသိဘူး။စောင့်ကြည့်ကြတာပေါ့လို့ပဲခတ်တူတူပြောသွားခဲ့ပါတယ်။ဒါပေမဲ့အန်ဘူမိုကိုမှအေဂျင့်လုပ်နေတယ်ဆိုရင်တော့အွန်နာနာကိုပဲ United ကိုပေါ့မှာဆက်မြင်ရတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါအပြင် United ဟာသတင်းထွက်နေတဲ့ကုသမရှိပေမဲ့တကယ်တမ်းအားထုတ်ပြီးလိုက်စ조사နေတာကတိုက်စစ်မှုနေရာတွေပါ United ကနံပါတ်6ကစားမတယောက်ကိုလည်းရှာဖွေနေပြီ Peter Jokerius ကိုမခေါ်နိုင်ရင်ဘသူ့ကိုခေါ်ရမလဲဆိုတာဈေးကွက်ထဲမှာရှာဖွေနေပါတယ် United ကဦးစားပေးပြောင်းလဲရမယ့်နေရာတွေအတော်လေးများနေတာအကြောင်းဖိဖိချင်းအသင်းကိုပြောင်းလဲမယ်ဆိုရင်ကုသမနေရာကခြံထားလို့ရသေးတဲ့အတွက်အွန်နာနာကိုပဲနေပြရဲ့ကစားကွက်မှာအဆင်ပြင်းတင်ပေးနိုင်ရင်နောက်ရသည့်အဆင်ပြေကောင်းပြေလာနိုင်ပါတယ် အင်မော်ရင်က2025 2026ဘောလုံးရာသီအတွက်သူ့ရဲ့အသင်းကိုတက်နိုင်သမျှကစားမအသစ်တွေနဲ့လူအင်အားဖြည့်တင်းချင်နေပေမဲ့အန်ဘူမော်ကတရဲနေတက်သားဖြင့်ခံယူချင်ရလားဆိုတာဆက်ပြီးတော့စောင့်ကြည့်ရပါဦးမယ်။မန်ချက်စတာယူနိုက်တက်ကလောလောဆယ်တော့နေရာသီပိတ်ရအနားယူနေပြီးနောက်လာမှာရာသီကြိုကမ်ပိန်းအနေနဲ့ဆွေဒင်မှာလီယူနိုက်တက်နဲ့နင်းစီတာဘီကိုရှင်မန်ကစားဖို့ရှိနေပါတယ်။ ုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါမယ်နောက်နေ့မှလည်းအာဂါစားနဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Zone Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ